အခုမြင်တွေ့နေရတဲ့ main clip ရ interview တစ်ခုမှာမျက်ရည်ချပြီးတော့မှ interview ကိုဖြည့်နေခဲ့တာလည်းဖြစ်ပါတယ်။ဆိုတော့ဒီ main clip ဘာကြောင့်မျက်ရည်ချရတယ်လဲဆိုတော့ဒီ video မှာ reaction လုပ်ပေးသွားမှာလည်းဖြစ်ပါတယ်။ဒီ video reaction လောက်ရအဓိကအကြောင်းအရာကျွန်တော်ကြည့်ရှုနေကြရပြီးတော့ knowledge sharing အနေနဲ့ရည်ရွယ်ပြီးတော့မှဒီ video လေးကို reaction ဖြည့်ဖတ်ထိလိုက်ခြင်းလည်းဖြစ်ပါတယ်။ဆိုတော့အမဘာတွေပြောထားလဲကျွန်တော်အတူတူကြည့်မယ်ပြီးကျွန်တော်ပြန်ပြီးတော့ reaction လေးလုပ်ပေးပါမယ်။ Okay ဆိုတော့ကြည့်လိုက်ရအောင်။နောက်ကဘာမှဒီ video လေးဆွဲတာဟုတ်။ဘာဖြစ်လို့ဘာဖြစ်လို့ရမကောင်းလို့အဲ့လိုရှိရှိလူတွေက ခံယူရပါပဲပေါ့နော်ဒီလိုရှိရင်မိန်းကလေးတတမိုးမရှိဘူးလို့ပြောရမှာလားဒီလိုတတူးနေလားအရင်တတမိုးရှိပြအောင်ပါတမိုးရရှိတဲ့ကောင်းမလေးလုံးရှိတဲ့အတိုင်းလေးဒီခဏကိုပေါ့မဒီပကြီးလေးဆွဲတာကိုဘာဖြစ်လို့ဘာဖြစ်လို့ရမကောင်းလို့အဲ့လောက်ရှိချီလူတွေကခံယူရပါပဲပေါ့နော်ဒီလိုရှိရင်မိန်းကလေးတတမိုးမရှိဘူးလို့ပြောရမှာလားဒီလိုတတူးနေလားအရင်တတမိုးရှိပြအောင်ပါတန်ဖို့ရရှိတဲ့ကောင်းမလေးလို့ Okay ဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲတကယ်ဆိုအရင်ကတော့ဒေါင်းလုံးနဲ့ short video လေးတစ်ခုပါပဲဒီဗီဒီယိုလေးဒီနေ့တက်လာတော့ အဲကျွန်တော်ရင်ဘတ်ထဲမှာဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့ပြောစရာလေးရှိလာခဲ့တာလည်းဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယို reaction လောက်ရတဲ့အဓိကအကြောင်းကြီးကကျွန်တော်ရှင်းမှာပြောခဲ့သလိုပဲကျွန်တော်ရှင်းရှင်းနေကြတဲ့ viewer တွေအတွက်ဘာဖြစ်ဖြစ်ဒီဗီဒီယိုလေးကနေ knowledge sharing တခုအနေနဲ့ကျွန်တော်ပေးခြင်းတဲ့အတွက်ဒီဗီဒီယိုလေးကို reaction လုပ်လိုက်ခြင်းလည်းဖြစ်ပါတယ်ဆိုတော့အားလုံးကြားကြတဲ့အတိုင်းပဲအမကတော့ပြောမယ်ဆိုသူကတတူးထိုးရတဲ့အပေါ်မှာလူတွေရဲ့အမြင်ကိုသူနေသူရဲ့ခံစားချက်တွေကိုပြန်ရလာခဲ့တာလည်းဖြစ်ပါတယ် ဆိုတော့အမပြောသွားတဲ့စကားလေးထဲမှာအရန်ကိုတန်ဖိုးရှိတဲ့ main ကလေးဖြစ်အောင်နေပြအောင်မယ်ဆိုပြီးတော့သူကပြောတယ်ဆိုတော့ဘာကြောင့်ဒီလိုစကားကိုပြောရသလဲဆိုရင်သူကတက်တူးတွေထိုးထားတဲ့အတွက်လူတွေကသူ့ကိုမြင်တဲ့အခါမှာမကောင်းတဲ့ main ကလေးတယောက်ပုံစံမျိုးအဲမြင်နေပေါ့နော်အဲ့ဒီပုံမှာသူအနေနဲ့မခံစားနိုင်တဲ့အတွက်အခုလိုမျိုးဒါ interview တစ်ခုမှာသူ့ရဲ့ရှင်နေရခံစားချက်တွေပေါ့ အဖွင့်ဟလာခဲ့တာပဲဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့တွေဒါပြောမယ်ဆိုသဘောထားကိုယ်လက်မှုတွေရှိကောင်းရှိနေနိုင်တယ်လို့တော့ကျွန်တော်အရင်ဆုံးပြောချင်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီဘက်ခင်မှာကျွန်တော်တို့တတူးထိုးတွေဆိုတာတော်တော်များများလုံလာကြတယ်။နော် main ကလေးတွေရောယောက်ျားလေးတွေရောလုံလာကြတယ်။ဒါပေမဲ့အရင်အရင်ကဟောမလုံလားဆိုတော့လုံတော့လုံတယ်။ဒါပေမဲ့ဒီဘက်ခင်လောက်တော့မလုံတာတော့သေးကြတယ်ပေါ့နော်။ဆိုတော့အဲဒီနေရာမှာကျွန်တော်အနေနဲ့ reaction လုပ်တဲ့အခါမှာပြောချင်တာက ဒီအမရဲ့ခံစားချက်နဲ့လာမယ့်အနာဂတ်ဒီအမအနေနဲ့လာဖြတ်ကျော်မဲ့သူ့ရဲ့ခုနပြောခဲ့တဲ့စကားပေါ့နော်အရန်ကိုတန်မိုးရှိတဲ့ main key တယောက်ဖြစ်အောင်ဒီတက်တူးတွေနဲ့ဘယ်သူနေပြအောင်မယ်ဆိုတော့ပြောတယ်အဲ့တော့ကျွန်တော်ရရှိနေကြတဲ့ viewer တွေကိုကျွန်တော်ပြန်ပြီးတော့မေးချင်တာကအရင်ဆုံးအဲဒီလိုမျိုးတက်တူးတွေထိုးပြီးတော့မှအရန်ကိုတန်မိုးရှိတဲ့ main key တယောက်ဖြစ်အောင်နေပြအောင်မယ်ဆိုတာဖြစ်နိုင်မလားပြန်စဉ်းစားကြည့်ဖြစ်နိုင်မယ်လို့ထင်လားအဲကျွန်တော်အနေနဲ့ပြောမယ်ဆိုရင်တော့ ဖြစ်နိုင်တယ်လို့လည်းပြောလို့ရတယ်လို့မဖြစ်နိုင်ဘူးလို့လည်းပြောလို့ရတယ်။ဘာကြောင့်ကျွန်တော်ဒီလိုမျိုးနှစ်ခုကိုခွာပြီးတော့ပြောရတယ်လဲဆိုရင်ဖြစ်နိုင်တယ်ဆိုတာကအမ်ဘာကြောင့်လဲဆိုတော့တန်ဖိုးဆိုတဲ့နေရာပေါ့ကျွန်တော်တို့ဒါတော်တော်လေးကိုပြောမယ်ဆိုရင်စဉ်းစားစရာစကားလုံးတစ်ခုလို့ပြောလို့ရတယ်။တန်ဖိုးဆိုတာကဘလို့အရာကြီးနဲ့တိုင်းတာလဲလူတယောက်ရဲ့တန်ဖိုးပေါ့နော်။ဆိုပါစို့ကျွန်တော်တို့ကတတူးထိုးထားတဲ့ယောက်ျားလေးပဲဖြစ်ဖြစ် main ကလေးပဲဖြစ်ဖြစ်ဒီလူတယောက်ကိုတတူးထိုးလိုက်ပြီဆိုတာနဲ့ဒီလူကတန်ဖိုးမရှိတော့ဘူးလို့ကျွန်တော်တို့သုံးသပ်လို့ရလား။ဆုံးဖြတ်လို့ရလား။ ကျွန်တော်တူပြောက်တဲ့အမြင်ရပြောမယ်ဆိုရင်တော့တီဆုံးဖြတ်ချက်ကိုကျွန်တော်အနေနဲ့ဆိုတော့လက်မခံဘူး။ဘာကြောင့်လဲဆိုတော့လူတိုင်းကဒီတက်တူးလေးတစ်ခုသူ့ရဲ့ကိုယ်ပေါ်မှာထိုးလိုက်တာနဲ့အဲ့လူကိုကျွန်တော်တို့ကတန်ဖိုးမရှိဘူးလို့ပြောမယ်ဆိုရင်တော့ဒါကျွန်တော်တို့တော်တော်ကြီးကိုပြောမယ်ဆိုရင်တော့ အအမြင်အရင်ကျင်းလုံးတဲ့ဘက်ရမ်းရောက်သွားမယ်လို့ကျွန်တော်ယူဆမိတယ်လေနော်။ဘာကြောင့်လဲဆိုတော့ဒီလူကတတူးထိုးရတယ်ဆိုရင်ပဲလေသူ့ရဲ့ခံယူချက်တွေသူ့ရဲ့ပြောမယ်ဆိုရင်လူမှုပတ်ဝန်းကျင်မှာအကျိုးပြုနေတဲ့လှုပ်ဆောင်မှုတွေရှိနေမယ်ဆိုရင်ကျွန်တော်တို့ကဒီတတူးကြီးကိုပဲကြည့်ပြီးတော့ဒီလူကမကောင်းပါဘူးတော့ပြောလို့မရဘူး။အဓိကဒီလူတစ်ယောက်ကသူ့ရဲ့မိသားစုမှာပဲဖြစ်ဖြစ်သူ့ရဲ့လူပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ်လူတွေအတွက်အကျိုးပြုတယ်သူမိသားစုဆိုရင်လည်းသူမိသားစုအတွက်သူကတမိုးရှိတဲ့လူတယောက်အတုံးဝင်တဲ့လူတယောက်အကျိုးရှိတဲ့လူတယောက်ဖြစ်နေတယ်ဆိုရင် ဒီလိုတော့တမှုရှိတယ်ဗျာသူကဆိုတက်တူကြီးပဲထိုးထိုးတက်တူကြီးပဲမထိုးထိုးဘူးเนาะအဓိကကျွန်တော်ပြောချင်တာဘာလဲဆိုတော့တက်တူဆိုတာသူ့ရဲ့ပြောမယ်ဆိုရင်သူကြိုက်တဲ့အရာတကူသူ့အနေနဲ့ကိုယ်ပေါ်မှာထိုးတာဖြစ်တယ်တို့အနေနဲ့တက်တူမထိုးပေမဲ့လေနော်ဒီလူကမိသားစုမှာတကယ်ကိုပြောမယ်ဆိုရင်ဘာမှလည်းလက်ကျုံမတင်ဘာမှလည်းကောင်းကျိုးမပြုမိသားစုအတွက်โอเคဆိုတော့မိသားစုအတွက်ပင်ကောင်းကျိုးမပေးတာလားဆိုတော့လူပဝင်းချင်းမှာဟောဒီလူကအဲလူငွေကိစ္စတွေ ဝိုင်းဝန်းပြီးတော့လုတ်ပြီးတဲ့လူတစ်ယောက်လားလူပတ်ဝန်းကျင်အတွက်အတုံးဝင်တဲ့လူတစ်ယောက်လားဆိုရင်လေအဲ့လိုလေအတုံးမဝင်ဆိုရင်ဒီလူကတတူးမထိုးထားပေမဲ့ဒီလူကတန်ဖိုးမရှိတဲ့လူလို့ကျွန်တော်မှတ်ချက်ပြုလို့ရတယ်ဒါပေမဲ့ကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲတတူးထိုးထားတယ်ဆိုပေမဲ့လေသူ့ရဲ့အတွင်းစိတ် သူ့ရဲ့လှုပ်ဆောင်မှုတွေအားလုံးဟာကျွန်တော်တို့လူပဝင်းချင်းမှာမိသားစုအတွက်ရောပဝင်းချင်းအတွက်ရောကောင်းမွန်တဲ့အရာတွေကိုဖန်တီးပေးနေတဲ့လူတယောက်ဆိုရင်မိန်းကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်ကျွန်တော်အနေနဲ့ဒီလူကိုတန်ဖိုးရှိတယ်လို့ကျွန်တော်အနေနဲ့ဒါအကြံပြုချင်တယ်မှတ်ချက်လည်းပေးချင်တယ်ပေါ့နော်အဲ့တော့ပြောချင်တာကဘာလဲဆိုတော့တက်တူးဆိုတာကလူတယောက်ရဲ့တန်ဖိုးရှိခြင်းမရှိခြင်းကိုကျွန်တော်တို့ဆုံးဖြတ်တဲ့အရာတော့မဟုတ်ဘူးလို့ပထမအဆုံးအနေနဲ့ကျွန်တော်အနေနဲ့ပြောချင်တယ်နောက်တစ်ချက်ကဘာလဲဆိုတော့ ကျွန်တော်တို့ဒီအမျိုးသမီးပြောသလိုပေါ့နော်တမိုးရှိအောင်ပေါ့နော်ဆက်ပြီးတော့နေပြအောင်မယ်ဆိုပြီးတော့ပြောတယ်။ Okay ဆိုတော့ဒီနေရာမှာကျွန်တော်တို့ထပ်ပြီးတော့ဒီအမရဲ့ပြောစကားကဖြစ်နိုင်မဖြစ်နိုင်နောက်တစ်ချက်ထပ်ပြီးတော့နောက်ထပ်အကြောင်းအရာတစ်မျိုးနဲ့ကျွန်တော်ထပ်စဉ်းစားကြည့်မယ်။အဲ့ဒါဘာလဲဆိုတော့အကယ်၍ဒီ main ကလေးကအသက်အရွယ်တစ်ခုရလာတယ်။လက်ရှိမှာတော့ဒါကိုကအပြူတစ်ယောက်ဖြစ်နေတဲ့အတွက်သားသမီးတွေလည်းမရှိဘူးအပြူတစ်ယောက်ဖြစ်နေတဲ့အတွက်ကိုယ့်ရဲ့စိတ်ကူးစိတ်သန်းအရာအကိုချိုက်သလိုနေထိုင်ခွင့်ရှိတယ်။ ိုကြိုက်တယ်လို့လောက်ခွင့်ရှိတယ်ပေါ့ဗျာပြောမယ်ဆိုရင်တော့အဲကျွန်တော်တို့တတူးကိုကမကြိုက်ပြီမဲ့ तू ကြိုက်ရင် तू ထိုးလို့ရတယ်ဘာကြောင့်လဲဆိုတော့ my body my choice ဆိုတဲ့စကားလုံးရှိတယ်ဟုတ်တယ်မလားကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကျွန်တော်တို့ပိုင်တယ်လीเนาะအဲ့တော့ကိုခန္ဓာကိုယ်ကိုကြိုက်တာလောက်ခွင့်ရှိရယ်ဆိုတော့ဒါအားလုံးလက်ခံမယ်အရာတခုဖြစ်တယ်ပေါ့နော်သို့တော်လည်းပဲကျွန်တော်တို့တစ်ခါတည်းရမှာကျွန်တော်တို့လူတယောက်ဖြစ်လာတဲ့အခါမှာကျွန်တော်တို့ရဲ့အနာကဲကိုကျွန်တော်တို့ဘယ်လိုဖန်တီးတိဆောက်မလဲဆိုတာလည်းအများကြီးအရေးပါတယ်ဗျအဲကျွန်တော်ဆိုလည်းဒီတိုင်းပဲ ကိုဘွားမှာကိုလှုပ်ချင်တဲ့အရာတွေများစွာရှိတယ်။သို့တော်လည်းပဲကိုရဲ့အနာဂတ်ကိုဖန်တီးတည်ဆောက်တဲ့အခါမှာကိုရဲ့အနာဂတ်ဖန်တီးတည်ဆောက်တဲ့အရာတွေနဲ့မကန့်ညီတဲ့အခါကျရင်ကျွန်တော်တို့ကအဲ့ဒီကိုကြိုက်တဲ့အလုပ်တွေကိုကျွန်တော်တို့ပြောမှဆိုလှုပ်ချင်ပေမဲ့မလှုပ်တဲ့အရာတွေလည်းရှိတယ်။ဆိုတော့ဒီနေရာမှာလည်းတက်တူးလည်းဒီတိုင်းပဲ မိန်ကလေးတယောက်အနေနဲ့ဆိုပို့ပြီးတော့မှစဉ်းစားစရာကြီးများစွာရှိတယ်။ဘာကြောင့်လဲဆိုတော့မိန်ကလေးဆိုတာတစ်ချိန်မှာကျွန်တော်တို့အိမ်တော်ရသားပြုတ်လိုက်တဲ့အခါကျရင်ကျွန်တော်မိခင်တယောက်ရောက်လာမှဖြစ်တယ်။ဆိုတော့အဲ့လိုရောက်လာတဲ့အခါကျရင်ကိုယ့်ရဲ့အသားသမီးတွေနဲ့ပွဲလက်သမီးတစ်ခုကိုကိုကသွားတယ်ဆိုပါဆိုပါတော့။သွားတဲ့အခါမှာကိုယ့်ရဲ့အသားသမီးတွေကသူ့ရဲ့တငယ်ချင်းတွေကိုဒါငါမိခင်တယောက်ဖြစ်တယ်ဆိုတာကိုမိတ်ဆက်ပြီးတဲ့အခါမျိုးဒီမှာကိုယ့်ရဲ့ခန္ဓာကိုယ်ပေါ်မှာလူတွေမြင်တွေ့နိုင်တဲ့နေရာတွေပေါ်မှာအဲတက်တူးတွေကိုထိုးထားမယ်ဆိုရင် လူတွေရဲ့အကြည့်လူတွေရဲ့အမြင်လူတွေရဲ့တက်ရောက်မှုခန်းစားချက်တွေဟာကို့အပေါ်မြင်တဲ့အမြင်တွေတမျိုးတစ်ပုံပြောင်းလဲသွားနိုင်တယ်။ဒါကျွန်တော်တက်တက်ပြီးလုံးချင်မျိုးပြောနေရမှာမဟုတ်တော့။ဒါလူတိုင်းနားလဲတယ်။လူတွေရဲ့ကျွန်တော်အထူးသဖြင့်ကျွန်တော်မြန်မာနိုင်ငံမှာဒီလိုမျိုးဒါတတူးထိုးထားတဲ့မိန်းကလေးတယောက်ပေါ်ကြည့်တဲ့အကြည့်တွေအမြင်တွေခန်းစားချက်တွေဟာတီးတန့်ကိုရှိနေတာ။တီးတန့်ကိုရှိနေတာ။နားလဲပြီးနိုင်တယ်ဆိုတာတကယ်လူအနည်းစုပဲရှိနေတယ်။ ူအများစုကတော့ဒီလိုမျိုးတက်တူးတွေထိုးထားတဲ့မိန်ကလေးတယောက်ပေါ်မှာကြည့်တဲ့အကြည့်တွေခန်းစားချက်တွေအမြင်တွေဟာတက်တက်ကိုတီးတန့်ကိုကျွန်တော်တို့ကွဲလွဲနေတယ်မထိုးထားတဲ့မိန်ကလေးနဲ့ဆိုင်ပေါ့နော်ဆိုတော့ဒီနေရာမှာကိုကစဉ်းစားရမှာအနာဂတ်မှာကိုကအိမ်တော်ရဲ့သားပြုဝင်သားသမီးယူမယ်ဆိုရင်တော့ကိုရဲ့ lifestyle မှာအရန်ကိုလူတွေရဲ့အမြင်မှာဒီလိုမျိုးတတ်မှတ်ချက်တစ်ခုရှိနေတဲ့အရာတစ်ခုဖန်တီးတာအရန်ကိုအရေးစွန်ပြီးတော့လှုပ်ဆောင်တဲ့လှုပ်ဆောင်ချက်တစ်ခုလို့ပဲကျွန်တော်အနေနဲ့မှတ်ယူမိပါတယ် နောက်တစ်ချက်ကဒါကျွန်တော်တို့မြန်မာနိုင်ငံမှာလာဆိုတခြားသောတိုင်းပြည်တွေမှာလည်းဒီလိုမျိုးတက်တူးထိုးတာနဲ့ပတ်သက်ပြီးတော့တားမြစ်ချက်တွေလည်းရှိနေတာကိုလည်းသွားပြီးသတိထားမိတယ်ပေါ့နော်အထူးဖြင့်ဂျပန်လိုနိုင်ငံမျိုးတွေမှာအလုပ်တွေပါခေါ်တဲ့အခါမျိုးတွေမှာဆိုရင်ဒီလိုမျိုးတက်တူးတွေနဲ့ပတ်သက်ပြီးတော့တားမြစ်ချက်တွေကုမ္ပဏီအချို့တွေမှာအဲတားမြစ်ထားတာရှိတောင်လည်းသွားပြီးသတိထားမိသလိုကျွန်တော်မြန်မာနိုင်ငံမှာဆိုရင်လည်းဒီလိုမျိုးတက်တူးထိုးထားတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့အလုပ်ခေါ်စာအချို့မှာကျွန်တော်တို့တွေ့ရတာလေးတွေရှိပါတယ် ဆိုတော့တခြားသောတိုင်းပြည်တွေမှာလည်းဒီလိုပဲအလားတန်တူအဲကျွန်တော်တို့ကုကဲဒီမှာရိုက်ရှာကြည့်မယ်ဆိုရင်မြင်တွေ့နိုင်တဲ့အတိုင်းအတာတွေလည်းရှိကောင်းရှိနိုင်မယ်လို့ကျွန်တော်အနေနဲ့ယုံကြည်ပါတယ်ဆိုတော့ဒါကြောင့်ကျွန်တော်ပြောချင်တာကဘာလဲဆိုတော့တက်တူးဆိုတာကနော်ကျွန်တော်တို့ကိုယ်စိတ်ပိုင်းဆိုင်ရာ feeling ခံစားချက်တစ်ခုကြောင့်ကိုကဒီလူငယ်လူရွယ်ဘဝမှာဒါကိုထိုးတာဆိုပေမဲ့လေတကယ်တကယ်အသက်အရွယ်တစ်ခုရောက်လာသည်ပဲဖြစ်စေသို့မဟုတ်လုပ်ငန်းခွင်တစ်ခုမှာပဲဖြစ်စေဘာပဲဖြစ်ဖြစ်အနေနဲ့အမြင်အရတော့ကျွန်တော်တို့ရဲ့ lifestyle မှာအဟံအတာတစ်ခုဖြစ်စေတာတော့ တကယ်ကိုမလွဲအိမ်ကမယ်ဗျ။နောက်တစ်ချက်ကကျွန်တော်မြန်မာနိုင်ငံကအနေနဲ့ပဲကျွန်တော်ပြောမယ်နော်။မြန်မာနိုင်ငံကလူတွေကဘာကြောင့်ဒီတက်တူးထိုးတဲ့ပုံမှာဒီလိုမျိုးကျွန်တော်ရှင်းမှာပြောခဲ့သလိုအဲသူတို့ရဲ့အမြင်တွေသူတို့ရဲ့ခံစားချက်တွေကဘာကြောင့်ကျွန်တော်တို့အစိုးဘက်ကသွားနေတာလဲဆိုတော့ကျွန်တော်သွားပြီးတော့တတိထားမိတာလေးတခုတော့ရှိတယ်။အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ဒီလိုမျိုးတက်တူးထိုးတဲ့ main clip အများစုကပြောမယ်ဆိုရင်ကျွန်တော်တို့ဘာကြောင့်မကောင်းဘူးဆိုပြီးတော့လူတွေကမြင်တယ်လဲဆိုရင် ကျွန်တော်တို့အားလုံးမြင်သာထင်သာရှိတဲ့အရာတစ်ခုနဲ့ပဲကျွန်တော်ပြောရမယ်ဆိုရင်ကျွန်တော်တို့ဘဝပြီးအချိန်ဒီရကျွန်တော်တို့ညာဘက်ဒီမှာတော့လမ်းဘေးဒီမှာအလုပ်လုပ်နေရတဲ့ main key အချို့ရှိပါတယ်ဆိုတော့အဲ့ဒီ main key တွေရဲ့ခန္ဓာကိုယ်မှာဘာတွေထိုးထားလဲဆိုတော့အားလုံးသတိထားမိမယ်လို့ကျွန်တော်ယုံကြည်တယ်တော်တော်များများပေါ့နော်တော်တော်များများကတက်တူးတွေထိုးထားတတ်ကြပါတယ်ဆိုတော့အဲ့လိုမျိုးထိုးထားတဲ့အတွက်ကြောင့်လေကျွန်တော်တို့လူပတ်ဝန်းကျင်မှာရှိနေတဲ့ယောက်ျားတွေပဲဖြစ်စေမိန်းကလေးတွေပဲဖြစ်စေဒီလူတွေကဒီသူတို့ကိုမြင်တဲ့အခါမှာတက်တူးတွေနဲ့တွဲပြီးတော့မြင်နေတာလေးလည်းရှိတယ် ဆိုတော့ဒီလိုမြင်တဲ့အခါမှာသူတို့တော့သူတို့အလျောက်မြင်တာတမျိုးပေါ်နေတော့ဒါပေမဲ့အဲ့ဒီလုပ်ငန်းကိုမလုံဆောင်တဲ့ main key တယောက်ကဒီလိုမျိုးတက်တူးတွေထိုးထားတဲ့အခါကျရင်သူတို့နဲ့သွားပြီးတော့ရောထွေးမိသွားတယ်သတိထားမိလားမသိဘူးရောထွေးပြီးတော့တွေးသွားတတ်တယ်ကျွန်တော်တို့ရဲ့အကြည့်တွေကျွန်တော်တို့ရဲ့အမြင်တွေကျွန်တော်တို့ရဲ့ခံစားချက်တွေကဒီ main key ကောင်းတာသူပဲသိတယ်သူ့ရဲ့ပဝန်းကျင်ကတငယ်ချင်းတွေသိတယ်သူ့လုံးဝအရှင်းမသိတဲ့ဒီစိမ့်တယောက်ကမြင်လိုက်တဲ့အမြင်မှာကြတော့ကျွန်တော်ခုနကပြောခဲ့သလိုရှင်းပြခဲ့သလိုပဲ ညဘက်မှာအလုတ်လုတ်တဲ့မိန်းကလေးတချို့ဒီလိုမျိုးခန္ဓာကိုယ်ပေါ်တွေမှာထိုးထားတာတွေနဲ့တွားပြီးတော့ရောထွေးပြီးတော့မြင်လိုက်တဲ့အခါမှာဒီကောင်းတဲ့မိန်းကလေးတယောက်မကောင်းတဲ့ရှူထောင်းကနေအချိရှုခံရတာလည်းဖြစ်တယ်။ဆိုတော့ဒါကိုဒီလိုမျိုးတတူးထိုးခြင်းနဲ့မိန်းကလေးတွေအနေနဲ့ဘာကြောင့်ကိုယ့်ကိုလူတွေကဒီလိုမျိုးမကောင်းဘူးလို့နာကုနာဒီဗီဒီယိုတွေကအမှပြောသလိုပေါ့။ဘာကြောင့်လူတွေကဒီလိုမျိုးဖြစ်နေရလဲမကောင်းလို့မြင်နေရလဲဆိုတာကျွန်တော်တခါတည်းရှင်းပြလိုက်တာလည်းဖြစ်ပါတယ်။ကျွန်တော်ဘာကိုပြောချင်တာလဲဆိုတော့တတူးထိုးတိုင်းကမကောင်းတဲ့မိန်းကလေးတော့မဟုတ်ဘူး။သို့တော့ ကောင်းတဲ့ main ကလေးအများစုကတော့တတူမထိုးကြဘူးဗျာเนาะကောင်းတဲ့ main ကလေးအများစုလိုက်ကြည့်လိုက်တတူထိုးထားတဲ့ main ကလေးဆိုတာတော်တော်ရှားပါတယ်အဲ့တော့ကျွန်တော်ခုနပြောခဲ့သလိုပဲတတူထိုးတာဟာမကောင်းတဲ့ main ကလေးတော့မဟုတ်ဘူးသို့တော်လည်းပဲကောင်းတဲ့ main ကလေးတွေကတတူမထိုးကြဘူးလို့တော့ရေဘူးကပြောလို့ရတယ်เนาะအဲ့ဒါကြောင့်မလို့လဲဘာပဲဖြစ်ဖြစ်အဲဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့အဆုံးသက်အမှတ်ချက်တစ်ခုပေးရမယ်ဆိုရင်တော့ကိုယ့်ရဲ့အနာဂတ်ကိုကိုဘယ်လိုဖန်တီးမလဲဒါဟုတ်ပဲကျွန်တော်စဉ်းစားရမှာ ကိုယ့်ရဲ့အနာဂတ်မှာကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲ main ကလေးဆိုရင်လည်းအိမ်တော်ရသားပြုမယ်ကလေးတွေမွေးမယ်ဆိုရင်ကိုယ့်ရဲ့လက်ရှိဒီအပြူရွယ်အချိန်မှာလုပ်ခဲ့တဲ့ဒီတက်တူးတွေဟာငါ့ရဲ့အနာဂတ် lifestyle ကြိုင်ဘာတွေထိခိုက်မှုရှိမလဲဆိုတာကိုတော့တွေးတောစီခြင်းနဲ့လို့ပဲအဲကျွန်တော်နေမှတ်ချက်ပေးနေပဲဒီဗီဒီယိုလေးကိုအဆုံးသတ်ချင်ပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကြီးရှုနေကြပြောရအနေနဲ့ဗာမျက်မှတ်ချက်ပေးခြင်းနဲ့မှတ်ချက်ပေးခြင်းသာရှိရင်ကိုမမရေးသားခဲ့ကြပါကျွန်တော်နေ့စဉ်နဲ့ကြီးရှုအားပေးနေကြတဲ့ပြူဟာတူတူအောင်ရှိစီတာဒီနဲ့အထူးပဲကျေးဇူးတင်ပါတယ်။ Now, video, you နောက်ထပ်ဗီဒီယိုမှာထပ်ပြီးဆုံကြပါဗျ see you next video